မှန်ကန်တဲ့ရွေးချယ်မှုဆိုတာဘာလဲလူဘွားဆိုတာရွေးချယ်မှုပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့လမ်းကြီးတစ်ခုလိုပါပဲမနေ့မိုးလင်းလို့အိယာက နိုးလာတဲ့အချိန်ကစလို့ညအိယာဝင်ချိန်ထိဒင်းငယ်တဲ့ရွေးချယ်မှုတွေကနေဘွားတစ်ခုလုံးပြောင်းလဲသွားစေနိုင်တဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်တွေအထိကျွန်တော်တို့ဟာအချိန်တိုင်းရွေးချယ်နေကြရပါတယ်ဘယ်အင်ဂျီကိုဝတ်မလဲမနေ့ပြန်ပါစားမလဲဆိုတဲ့ရိုးရှင်းတဲ့ရွေးချယ်မှုတွေကနေ ဘယ်လောက်ကိုလုံမလဲဘသူနဲ့လက်သွဲမလဲဆိုတဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေအထိပေါ့ဒီလိုရွေးချယ်မှုတွေထဲမှာကျွန်တော်တို့အားလုံးရှာဖွေနေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့မန်ကန်တဲ့ရွေးချယ်မှုပါပဲတကယ်တော့မန်ကန်တဲ့ရွေးချယ်မှုဆိုတာဒီလောကလုံးအတွက်အမြဲတမ်းမန်ကန်နေရမယ့်စံတတ်မဲ့ချက်တစ်ခုတည်းရှိတယ်လို့တော့မဆိုနိုင်ပါဘူးဘာကြောင့်လဲဆိုတော့မန်ကန်တဲ့ဆိုတဲ့အတိတ်ပဲဟာလူသူချင်းစီရဲ့တန်ဖိုးတွေအခြေအနေတွေ မျောမှန်းချက်တွေနဲ့နိုင်စက္ကန့်လိုက်ပြောင်းလဲနေတဲ့ဘဝပတ်ဝန်းကျင်တွေပေါ်မှာအမြဲတမ်းမူတည်နေလို့ပါပဲအချိန်တစ်ခုမှာမန်ကန်တဲ့ရွေးချယ်မှုကနောက်တစ်ချိန်တစ်ခုမှာမာယွင်းတဲ့ရွေးချယ်မှုဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မန်ကန်တဲ့ရွေးချယ်မှုဆိုတာရှာဖွေတွေ့ရှိရမယ့်အရာတစ်ခုတည်းဖန်တီးယူရမယ့်အရာတစ်ခု ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်ခံဖို့လိုပါတယ်ပါမဆုံးအနေနဲ့ရွေးချယ်မှုတစ်ခုကိုမန်ကန်စီတဲ့အကြီးကကြောယွန်းတစ်ခုကိုဆန်းစစ်ကြည့်အောင် အဲ့ဓာတွေကတော့အတိညာဉ်နဲ့စိတ်ခံစားမှုပါပဲအတိညာဉ်ဆိုတာစင်ကြင်တုံတရားကကျွန်တော်တို့ကိုအကျိုးကြောင်းစင်ကြင်ခိုင်းတယ်အချက်လက်တွေကိုစူးစီးခိုင်းတယ်ဖြစ်နိုင်ခြေရှိတဲ့အကျိုးဆက်တွေကိုခန့်မှန်းခိုင်းပါတယ်ဥပမာဘယ်မြို့မှာအလုပ်လုပ်ရင်ဝင်ငွေ ကောင်းမလဲဘယ်လမ်းကြောင်းကအတူဆုံးလဲစသဖြင့်တွက်ချက်ခိုင်းပါတယ်ဒါရွေးချယ်မှုရဲ့ယုတ်တိဗေဒအပိုင်းဖြစ်ပြီးမရှိမဖြစ်လိုအပ်ပါတယ်။ဒါပေမဲ့အတိညာဉ်တစ်ခုထဲနဲ့ဆုံးဖြတ်တဲ့ရွေးချယ်မှုတိုင်းဟာ စိတ်ပျော်ရွှင်မှုကိုတော့အာမခံနိုင်မှာမဟုတ်ပါဘူးဒီနေရာမှာစိတ်ခံစားမှုဒါမှမဟုတ်အသွင်းစိတ်ရဲ့အတန်က ဝင်ရောက်လာပါတယ်တခါလေကြရင်ကင်ကနန်းတွေအချက်လက်တွေကတခြားရွေးချယ်မှုကိုညွန်ပြနေပေမဲ့ကျွန်တော်ရဲ့ယင်ထဲကအတန်ငယ်လေးဟာဒီလမ်းကိုမတွားချင်ဘူးလို့ပြောနေတတ်ပါတယ်ဒီလိုစိတ်ခံစားချက်တွေကိုလစ်လျူရှုလိုက်မယ်ဆိုရင်နောက်ပိုင်းမှာနောင်တဆိုတဲ့အခါကြီးကိုတောက်ရတတ်ပါတယ် ါကြောင့်မန်ကန်တဲ့ရွေးချယ်မှုဆိုတာအသိဉာဏ်နဲ့စိတ်ခံစားမှုအုံနောက်နဲ့နှလုံးသားတို့ရဲ့ဟန်ချက်ညင်ညီပေါင်းစပ်မှုကနေပေါ်ထွက်လာတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့မန်ကန်တဲ့ရွေးချယ်မှုဟာကိုယ့်ရဲ့တန်ဖိုးတွေနဲ့ရေရှည်ရင်မှန်းချက်တွေကိုင်းညီနေရပါမယ်လူတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးတွေရှိပါတယ်တချို့ကလူလက်မှုကိုတန်ဖိုးထားတယ်တချို့ကတည်ငြိမ်မှုကိုတန်ဖိုးထားတယ်တချို့ကစွန့်စားမှုကိုတန်ဖိုးထားပါတယ် တရားမေတ္တာစုနဲ့သူအချိန်ဖြုံးတာကိုတန်ဖိုးထားတဲ့သူဖြစ်ပေမဲ့တစ်ဖက်မှာဝင်ငွေကောင်းပြီးအချိန်မပေးနိုင်တဲ့အလုပ်တစ်ခုကိုရွေးချယ်လိုက်မယ်ဆိုရင်အဲ့ဒီရွေးချယ်မှုဟာရုပ်တိရှိပေမဲ့သင်ဘဝအတွက်မန်ကန်တဲ့ရွေးချယ်မှုမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သင်ရဲ့အတ္တကတန်ဖိုးနဲ့ဆန့်ကျင်နေလို့ပါပဲ။မန်ကန်တဲ့ရွေးချယ်မှုတိုင်းဟာသင်ကိုပုံမကောင်းမှုနဲ့ပုံမပြည့်စုံတဲ့သင်ရဲ့အနာဂတ်ပန်းနိုင်စီကိုဥတီသွားစေရပါမယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ ြောင်းရွံ့ခြင်းကိုကြော်လွားခြင်းဖြစ်ပါတယ်။လူတွေဟာရွေးချယ်မှုတစ်ခုကိုမလုပ်ခင်အမြဲတမ်းကြောင်းရွံ့နေတတ်ကြပါတယ်။မာရင်တွားမအောင်ကြောက်တယ်။ဆုံးရှုံးတွားမအောင်ကြောက်တယ်။လူများတွေဝေဖန်မအောင်ကြောက်တယ်။ဒီလိုကြောင်းရွံ့မှုတွေကြောင့်ရွေးချယ်စရာလမ်းတစ်ခုသုံးခုရှိနေတာတော့ဘာမှမလုပ်ဘဲရက်နေတတ်ကြပါတယ်။ဘာမှမလုပ်ဘဲရက်နေလိုက်တာတကယ်တော့အဆိုးဆုံးရွေးချယ်မှုပါပဲ။အခွင့်အရေးကိုလက်လွတ်လိုက်ရတာဖြစ်နိုင်ခြေရှိတဲ့အောင်မြင်မှုကိုဆွံ့လွှတ်လိုက်ရတာ နောက်ဆုံးမှာမလောက်ခဲ့မိတဲ့နောင်တကိုသာပေးစွမ်းနိုင်ပါတယ်။ဒါကြောင့်ရွေးချယ်မှုတစ်ခုကိုမန်ကန်တယ်လို့ခံယူဖို့ဆိုတာအဲ့ဒီရွေးချယ်မှုဟာအမားကင်းဖို့မလိုအပ်ပါဘူး။အမားလုံးမိနိုင်တယ်ဆိုတော့လက်ခံပြီးရွေးချယ်ရတာဖြစ်ပါတယ်။စွန်းတီထွင်သူတယောက်လမ်းကြောင်းမောင်းရွေးချယ်မိနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းကြောင်းမောင်းကနေသင်ကန်းစာယူပြီးနောက်တစ်ကြိမ်ပုံမှုကောင်းမှုနဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါတယ်။ တကယ်တော့မန်ကန်နဲ့ရွေးချယ်မှုဆိုတာပြည့်ပြည့်စုံတဲ့ရွေးချယ်မှုမဟုတ်ပါဘူး။အဲ့ဒါအကောင်းဆုံးဖြစ်လောင်ဖန်တီးယူနိုင်တဲ့ရွေးချယ်မှုပါပဲ။ဆုံးဖြတ်ချက်တစ်ခုကိုချပြီးတဲ့အခါအဲ့ဒါကိုယ့်အတွက်မန်ကန်နဲ့ရွေးချယ်မှုဖြစ်ပါစေလို့ဆုတောင်းနေုံနဲ့မပြီးပါဘူး။ရွေးချယ်လိုက်တဲ့လမ်းကြောင်းပေါ်မှာအကောင်းဆုံးစူးစမ်းအထောက်မှုတွေသင်ယူမှုတွေနဲ့အဆင်ပြေအောင်ညှိနှိုင်းမှုတွေကိုလှုပ်ဆောင်ရပါမယ်။ဥပမာအဖြစ်သင်အလုပ်တစ်ခုကိုရွေးချယ်လိုက်ပြီဆိုပါစို့ အဲ့ဒီအလောက်မှာအခက်ခဲတွေစိန်ခေါ်မှုတွေရှိလာနိုင်ပါတယ်။အဲ့ဒီအခါမှာငါရွေးချယ်မှုကမားသွားပြီလို့တွေးမဲ့စားဒီရွေးချယ်မှုကိုမန်ကန်တဲ့ရွေးချယ်မှုဖြစ်လအောင်ငါဘာတွေဆက်လုပ်နိုင်မလဲလို့ကိုယ့်ကိုယ်ကိုပြန်မေးသင့်ပါတယ်။အဲ့ဒီလိုပဲဆက်ဆံရေးတစ်ခုကိုရွေးချယ်တဲ့အခါမှာလဲပြဿနာတွေကြုံလာရတဲ့အခါမားသွားပြီလို့ယူဆမဲ့စားဘလို့ပြုတ်ပြင်ပြောင်းလဲမလဲဆိုရဲမေးခွန်းကသာတင်းရဲ့ရွေးချယ်မှုကိုတန်ဖိုးရှိစေမှာပါ။ ဒါကြောင့်မန်ကန်တဲ့ရွေးချယ်မှုဆိုတာဘာလဲဆိုရဲမေခွန်းရဲ့အဖြေကရိုးရှင်းပါတယ်။အဲ့ဒါတင်းရဲ့တန်ဖိုးတွေနဲ့ကိုက်ညီတယ်။တင်းရဲ့ကြောင်ရွံ့မှုတွေကနေရုံထွက်စီပြီးရှေ့ကိုဆက်လျှောက်လန်းစီတဲ့ဆက်လက်ရင်းနှီးမြုပ်နှံပြီးအကောင်းဆုံးဖြစ်လာအောင်ဗန်တီးယူနိုင်တဲ့တင်းရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။ရွေးချယ်မှုတိုင်းကိုတင်းယူမှုတစ်ခုဖြစ်မှတ်ယူပြီးရှေ့ဆက်သွားပါ။ဘဝဆိုတာရွေးချယ်မှုတစ်ခုတည်းနဲ့အဆုံးဖြတ်ပေးတာမဟုတ်ပဲ။ ရွေးချယ်မှုပေါင်းများစွာဘလူးစီမံခန့်ခွဲတယ်လဲဆိုတာအရေးကြီးဆုံးဖြစ်ပါတယ်။ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ထားပြီးဖို့လည်းဖိတ်ခေါ်ပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။